YWD online media ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေချင်။ရွှေရနာပရဟိတာတိလရှင်စာတင်တိုင်းမှာတရှင်ကီလာနာအဖွားများကိုစောင့်ရှောက်ပေးလျက်ရှိတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သားမျိုးနဲ့20ရက်ကွယ်တန်တင်းရှိရွှေရနာပရဟိတာတိလရှင်စာတင်တိုင်းမှာကိုကိုရမဲတိလရှင်ကီလာနာအဖွားများကိုစောင့်ရှောက်ပေးလျက်ရှိပါတယ်။ပရာဟိတာတိလရှင်စာတင်တိုင်းမှာကျမကြီးမကောင်းတဲ့တိလရှင်အဖွားများကိုစောက်ရှောက်ပြီးနေပြီ လက်ရှိမှာတော့ကျမရေမကောင်းတဲ့သီလရှင်အဖွား20ကျော်ရှိတယ်လို့သိရပါတယ်။အဆရာလေးဒီဂီလာနာအဖွားတွေကိုစောင့်ရှောက်လာတာ10နှစ်ဝန်းကျင်ရှိပါပြီ။အစပြီးတော့ဒီသီလရှင်ဂီလာနာစီးစာရေးကိုစောက်ဖွင့်တဲ့အချိန်တုန်းကဆိုရင်သီလရှင်အဖွား2ပါးနဲ့စတင်ပြီးတော့ဖွင့်လက်ခဲ့တာဖြစ်ပါတယ်။အနောက်ပိုင်းကျတော့အခုတဖြည်းဖြည်းနဲ့ဆရာလေးတို့ဒီလရှင်အဖွားတွေများလာတာပြန်တော်မူသွားတဲ့အဖွားတွေမပါဘဲနဲ့ကိုပဲဒီနေ့လောလောဆယ်ရှိတာ 21ပါရှိပါတယ်။အပား20ကျော်ပေါ့နော်။အပား20ကျော်လက်ရှိဇာတိစောင့်ရှောက်ထားတာဖြစ်ပါတယ်။အခုဒီမှာရှိနေတဲ့အဖွားတွေကတော့နေစုံကလို့ပြောလို့ရပါတယ်။နေစုံကရောက်လာကြတာပါ။ဆရာလေးတို့ရောက်လာတာလည်းရှိတယ်လို့ဆရာလေးတို့ကိုယ်တိုင်သွားပင်တာလည်းများပါတယ်။ဟောဆိုတော့ဆရာလေးတို့ကိုအခက်အခဲဖြစ်နေလို့မလို့ဒီမှာစောင့်ရှောက်မဲ့သူလည်းမရှိဘူး။ကျန်းမာရေးလည်းမကောင်းမှုဖြစ်နေတယ်။အဒီအဖွားကိုစောင့်ရှောက်ပေးပါလို့အခုညတောင်းလာရင်ဆရာလေးတို့ကလိုက်ပြီးတော့ပင့်ပေးပါတယ်။အဲအဲပင့်ပေးတဲ့အတွက်ကြောင့် ဆရာလေးတို့နေစုံကိုရောက်ရပါတယ်ဗောနော်တောင်တွင်းကြီးတို့ဒါဟိုစစ်မောင်ဝဲနောက်တစ်ခါပြေးဗောနော်အဲအဲအဲ့လိုရက်ဒေတာတွေအကကနေပြောဆရာလေးတို့ပင့်လာတာပါအတက်ကကြတော့အကြီးဆုံးဒီအခုတော့လက်ရှိအကြီးဆုံးဘကိုးကပင်ဘကိုးကနေပြီးတော့ရောက်လာတဲ့အဖွားဆိုလို့ရှိရင်104နှစ်ရှိပါတယ်အသက်104နှစ်အကြီးဆုံးပေါ့နော်အငယ်ဆုံးအဖွားကတော့အဖွားလို့ပြောလို့မရဘူးပေါ့ဒါစိတ်ကျမ်းမာရေးကြောင့်ဒီမှာဆရာလေးတို့ဆောက်ရှောက်ထားတဲ့ ကလေးမလေးဆိုလို့ရှိရင်မတုတမာက52နှစ်အသက်52နှစ်ပေါ့52နှစ်ဒါကတော့အရွယ်ကောင်းဘွဲ့ရပြီးမှသူစိတ်ချမ်းသာရေးဖြစ်ပြီးအေးလေးပါပဲသူကသူတော့နေတော့နေပါတယ်အဲအဲကလေးမလေးလည်းရှိပါတယ်အငယ်ဆုံးလို့ပြောလို့ရတာပေါ့နော်20 52နှစ်ကနေပြီးတော့တရားနဲ့၄နှစ်ထိရှိပါတယ်။နောက်သီလရှင်ကီလာနာတွေကိုစောင့်ရှောက်တဲ့အဲရှိတာတို့ပေါ့နော်စောင့်ရှောက်တဲ့နေရာဆိုတာအဲဆက်လေးတို့မြန်မာပြည်မှာလည်းမရှိသေးပါဘူး။ မြန်မာပြည်မှာမရှိတဲ့ဘယ်မှာလဲဘယ်မှာမှရှိတယ်လို့ဆရာလေးတို့လည်းမသိရဘူးပေါ့နော်အခုမြန်မာပြည်မှာတော့လက်ရှိမရှိတာသိကြပါတယ်အဲ့တော့ဒီဒီမြတ်စွာဘုရားရဲ့တာနာမှာအမျိုးသမီးတွေဘက်ကနေပြီးတော့ဒါတာနာဝင်ကိုထမ်းဆောင်နေတဲ့သီလအရှင်တွေအသက်ကြီးလာတဲ့အခါမှာအာဆောင်းဆောင်းမဲ့သူမရှိဘဲနဲ့အဲဒုက္ခရောက်တာတွေကိုအဲပေါ့နော်တွေ့ရတဲ့အခါဆရာလေးတို့ကစိတ်မကောင်းဘူးပေါ့နော် ။ဒါကြောင့်မလို့အဲ့လိုအဖွားတွေအသက်ကြီးလာရင်ငယ်ပြူအနေနဲ့ပဲဖြစ်ဖြစ်တော်ရက်အနေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အသက်ကြီးလာရင်သူတို့တွေမှာခိုးကိုရမယ်ဖြစ်ပြီးတော့ဟိုလူတွေကလည်းမဆောင်ချောက်ဘူးအမျိုးတွေကလည်းလာမကြည့်ကြတော့ဘူးပေါ့နော်။ဒါရလူတွေအတွက်အာဟိုဒီဆရာမကြီးတို့တမ်းမြအောင်တို့ဒီထောင်ထဲစည်းစာရေးဂီလာနာရိတ်တာကြီးတို့ပေါ့နော်။နောက်ဘိုးဘွားရိတ်တာဆိုတာလည်းနေတိုင်းမှာရှိနေကြတာလေ။အာလူတွေအတွက်ကြတော့ဘိုးဘွားရိတ်တာတွေခိုးလုံရာတွေစည်းစာရိတ်တွေဆိုတာကရှိနေပြီးတော့ဆရာလေးတို့ရဲ့တာနာမှာဒီတိလရှင်တွေကို ဆောင်ရှောက်တဲ့ရိတ်တာဆိုတာကမရှိခဲ့ဘူးပေါ့နော်အဲ့ဒါလေးကိုဆက်လက်ကြည့်ပြီးတော့ဒါအဖွားတွေအတွက်သီလရှင်ကီလာနာအဖွားတွေအဲအဲ့လိုဒုက္ခရောက်နေတာလေးတွေဟိုမဖြစ်အောင်ပေါ့နော်ကြီးလာလို့ရှိရင်တို့အတွက်နားခွေရာတစ်ခုနောက်ဆုံးဒီထက်တဲ့ကိုနော်နောက်ဆုံးထက်တဲ့ကိုဆရာလေးတို့ကဒီဝက်ကလေးနဲ့သီလရှင်ဝက်ကလေးနဲ့ဟိုခုနကဟိုတကယ်လို့များအဲ့လိုဒီဟိုဟာတွေကိုခိုးလုံရတွေမှာသွားပြီးတော့ ခိုးလုံးလို့ရတဲ့နေရာမှာသွားပြီးတော့ဒီဒီလရှင်နေရာသွားခိုးလုံးမယ်ဆိုရင်ဆယ်လေးတို့ကမလုခဲ့ရင်ပေါ့နော်ဆယ်လေးတို့ခုလိုမလုခဲ့ဘူးဆိုရင်အဲ့လိုလူတွေရဲ့ရိတ်တာကိုသွားခိုးလုံးမယ်ဆိုလို့ရှိရင်သူတို့ကလူဝေလဲရတယ်မယ်လူဝေလဲရတဲ့ခါကျတော့ဟိုစိတ်စိတ်မကောင်းကြဘူးပေါ့နော်မလဲချင်ကြဘူးပြောရရင်တော့ဒီဘွားလေးနဲ့ပဲသူတို့ကပြန်တော်မူချင်တာကိုအဲ့ဒါကိုသူတို့မလဲချင်မဲနဲ့လဲရတာတွေကိုလည်းဆယ်လေးတွေ့ခဲ့ရတယ်ပေါ့နော်ငိုချွတ်ချွတ်လို့ရှိရင်ငိုရပြီးတော့ကိုသူတို့မှစိတ်မကောင်းခြင်းကြီးစွာနဲ့ခိုးလုံးလိုက်ရတာဘာလို့လဲဆိုလို့ရှိရင်ဒီမှာမှဆောက်ရှောက်မဲ့သူမရှိဘူးပေါ့နော်အဲ့ဒါမျိုးတွေဆယ်လေးတို့ကတွေ့လာတဲ့ခါကျတော့ အစိတ်မကောင်းဖြစ်ပြီးတော့ဆရာလေးလည်းကငါနိုင်တဲ့ဘက်ကလုပ်မယ်ဆိုပြီးတော့ဗောနော်ဟိုထောက်ပံ့တဲ့လူများလုံးလို့တော့မဟုတ်ဘူးဆရာလေးမှာအကူညီတဲ့သူတွေလည်းရှိနေတာတော့မဟုတ်ဘူးဒါပေမဲ့လို့ဒီလိုအဖွားတွေအတွက်ရိတ်တန်ဟာရှိတဲ့နေဆိုပြီးတော့ဆရာလေးစလိုက်လို့ရှိရင်နောက်ထပ်ထပ်ပြီးတော့များပံ့ပိုးမဲ့လူတွေရှိလာမလားနောက်ပြီးတော့ဒီနည်းကိုယူပြီးတော့အာကြီးဆောက်ချောက်မဲ့ရှိတာကြီးကြီးကြီးများပေါ်လာမလားဆိုပြီးတော့မျှော်လင့်ချက်နဲ့ဆရာလေးကအခုဒီသီလရှင်ဂီလာနာစစ်စာရေးကိုစတင်ပြီးတော့ဖွင့်လှစ်ပြီးတော့တည်ထောင်ပြီးအဖွားတွေကိုဆောင်ရှောက်ခဲ့တာဖြစ်ပါတယ် အဲဂီလာနာအဖွားတွေတက်ကိုရည်ရွယ်ချက်ကတော့အများကြီးရှိပါတယ်ရည်ရွယ်ထားတာကြီးအများကြီးရှိပါတယ်ဆက်လို့မြေမြေကြဲကြဲဝင်းဝင်းမှာများအဆောက်အဦကောင်းကောင်းနဲ့များဆက်လို့အဖွားတွေကိုထားနိုင်မယ်ဆိုလို့ရှိရင်ဒီအဆောက်အဦရဲ့အရှင်မှာဆက်လို့ပန်းချံလို့ဟာမျိုးကြီးပေါ့နော်အဖွားတွေဆိတ်ရှမ်းသားလေးနဲ့သူတို့လမ်းလျှောက်လို့ရတဲ့ဟာလေးဥမွားလမ်းမလျှောက်နိုင်တဲ့အဖွားတွေဆိုလို့ရှိရင်လည်းဟူးချဲလေးနဲ့တွန်းသွားပြီးတော့ဒီပန်းချံထဲမှာသူတို့လျှောက်ပြီးတော့ဟာတွေသွားလို့ရမယ်ဟာလေး အဲနောက်ဒီဖျားလေးလဲအဲကျောင်းဝင်းထဲမှာပေါ့နော်ဖျားလေးဆူတော့တက်ထားပြီအဲ့ဖျားလေးကိုသွားဖူးလို့ရတဲ့ဟာမျိုးလေးပေါ့ဒါသူတို့ကအပြင်ကိုမထွက်နိုင်တော့ဘူးလေအပြင်ကိုရှောက်ပြီးဖျားဖူးဖို့ဆိုတာမသေးချာနိုင်တော့ဘူးအဲ့တော့ဒီကျောင်းဝင်းထဲမှာပဲဖျားဖူးသွားလို့ရတယ်သူတို့ရဲ့စိတ်ထွက်ပေါက်ကလေးပေါ့အဲအဲ့လိုလေးတွေလုံနိုင်အောင်ပေါ့နော်ဒီပန်းချံနေပါလေထားခြင်းနဲ့နောက်ဒီအဖွားတွေရဲ့အာရေရှိအတွက်ဆိုပြီးတော့ကျလေးတို့စေကန်းပေါ့နော်ဒီရိတ်တာရဲ့စေကန်းလေးပေါ့ရိတ်တာအတွက်အများအားအလိုအချိန်မြွေဖွားရည်ရဲ့ ကျမ်းမာရေးအတွက်စောင့်ရှောက်လို့ရတဲ့စေကံမျိုးလေးအထိပေါ့နော်ဆက်လေးအဲ့လိုစောင့်ရှောက်မှုမျိုးကျမ်းမာရေးစောင့်ရှောက်မှုလုပ်ချင်တဲ့အနေထားပေါ့ဟုတ်ကဲ့သူတို့အတွက်ကိုအရာရာပြည့်စုံတဲ့ဒီဟာလေးတစ်ခုပေါ့နော်အဲစာအုပ်လေးတစ်ခုနဲ့ဆက်လေးအဲစိတ်ကူးထားတာရှိပါတယ်အခုလက်ရှိကတော့ဆရာလေးတို့ဟာအာဒီရွှေရနာမှာဖွင့်ထားတဲ့ဇီဝဒါဒါနအခမဲ့စေကံလေးရှိပါတယ်အဲစေကံလေးကတနင်္ဂနွေနေ့တိုင်းဆရာဝန်လာကြည့်ပါတယ်အဲဒါရက်ွက်က အပြည့်အတွက်ပေါ့နော်ဖွင့်ထားတာပါအဲ့ကိုတနင်္ဂနွေနေ့တိုင်းဆရာဝန်လာကြည့်ပေးတယ်ဆရာလေးတို့ကဆေးဝါးတွေအဲဒီမှာအလူခံပြီးတော့ဟိုဖြည့်ဆွတ်ပေးထားရတယ်ပေါ့အဲ့အဲ့ဆရာဝန်ကလည်းဒီရက်ွက်ထရေအားလူနာလေးကိုကြည့်ပြီးတဲ့ခါကျလို့ရှိရင်ဒီအဖွားတွေကိုလည်းလာကြည့်ပေးတယ်ပေါ့ ဒါကတော့တပတ်တစ်ခါကြည့်တဲ့ကျမ်းမာရေးဆောင်ရှောက်မှုပေါ့နောက်တစ်ခါကျတော့ဒီကြားထဲမှာပဲအဖွားရဲ့ကျမ်းမာရေးကအဲခုနထူးခြားဖြစ်စဉ်ပေါ့ဟိုစနောင်းကတရားလေးနဲ့အဖွားဆိုလို့ရှိရင်ကိုယ်တွေရောင်းတာပေါ့နော်ခန္ဓာကိုယ်တွေရောင်းရမ်းလာတာလေးတွေရှိတယ်နောက်လက်မလျှောက်ချင်တော့တဲ့လက်မလျှောက်ပဲနေတဲ့အဖွားတွေရှိတယ်ပေါ့အဲလိုတွေအဖွားတွေကြားထဲမှာဖြစ်လာတယ်ဆိုလို့ရှိရင်လည်းဆရာလေးတို့ဒါအနာကက်ကုသိုလ်ပြစေကန်းဆိုတာရှိပြီးသားမှာရှိပါတယ်အဲအနာကက်ကုသိုလ်ပြစေကန်းကဒေါက်တာလိုတရာနဲ့ပေါ့နော်ဒီတီထောင်တဲ့ ကိုဆိုသိန်းတို့လာပြီးတော့သူတို့ကိုကိုညီတားလိုက်ရှင်လာပြီးကြည့်ပေးပါတယ်။အဲအဲ့နှစ်ခုပေါ့ဆရာလေးတို့ကျမ်းမာရေးဆောင်ရှောက်မှုကဒီအဖွားတွေရဲ့အစားတောင်းတဲ့ပတ်သက်ရင်တော့ဟိုဘောဘောဒီဘက်မှာတီးချာဒီအဖွားဆောင်မှာဆရာလေးတို့နဲ့ဟိုပေါင်းပြီးတော့မချက်ဖဲပါနဲ့လေဒီအဖွားတွေအတွက်တီးချာချက်ပြုတ်လို့ရအောင်ဆိုပြီးဆရာလေးတို့အဲမြို့ပေါ်ဆောင်လေးတစ်ခါတီးတန်လုပ်ပေးထားပါတယ်။အဲ့မှာသူတို့စားလို့တောက်လို့အဆင်ပြေမဲ့အရာလေးတွေကိုဒီကဒီလာနာအဖွားတစ်ပါးနဲ့ဒီဟိုတမီးလေးတစ်ယောက်ကနေပြီးတော့သူတို့ ချက်ထုတ်ပေးပါတယ်။စီမံပေးတာကတော့ဆရာလေးရဲ့တူမဟိဆရာလေးဆရာကြီးဒေါက်တာညဏ်ညာလေးပေါ့နော်။သူသူကတော့ဒီမှာအဖွားတွေကိုဆက်ဆက်ရာစီမံပေးတာပေါ့နော်။ချက်တာကတော့ခုနအဖွားတစ်ပါးနဲ့ကောင်မဟိုလေးဝန်ထမ်းကောင်မလေးပေါ့နော်။ကလေးမလေးတယောက်ရှိပါတယ်။အဲသူတို့ကလည်းချက်ပြုတ်ပြီးတော့အဖွားတွေကိုကတ်ပြပါတယ်။ခုနဆရာလေးပြောသလိုပေါ့နော်။ဆရာလေးတို့ဒါသီလရှင်တာရဏမှာဘယ်တော့မှမရှိခဲ့ဘူးသေးတဲ့ အဲဒီဒီလရှင်တွေရဲ့တက်ကြီးရဲ့အခါမှာကျမ်းမာရေးမကောင်းတဲ့အခါမှာဆောင်းရှောက်မှုပေးနိုင်တဲ့ဒီလာနာဒီလရှင် စီစာရေးဆိုတာလေးကိုအတော့ဘောနော်ဆရာလေးစီမှာမဟုတ်တော့မှာပဲတဏျာမှာပေါ့ဘယ်နေရာမှာပဲဖြစ်ဖြစ်တဏျာရာမှာခြံဝန်းကြကြဲနဲ့အခုနဆရာလေးပြောတဲ့အတိုင်းမရှိရချက်နဲ့ပေါ့နော်အဖွားတွေကိုချမ်းချမ်းသာသာလေးနဲ့နောက်ဆုံးအချိန်လေးကိုနောက်ဆုံးသူတို့ရဲ့စီစာရေးအချိန်လေးမှာစီစာအချိန်ကိုအဲဟိုစိတ်ချမ်းသာသာလေးနဲ့ ဖြတ်သန်းသွားနိုင်အောင်ပေါ့နော်အဲ့လိုလေးလုပ်ချင်တဲ့အတွက်ကြောင့်အားလုံးဘယ်သူပဲဖြစ်ဖြစ်ဆက်လေးတဲ့အများကြီးဆွမ်းဆောင်နေတဲ့သူတွေရှိကြပါတယ်ဆွမ်းဆောင်နေတဲ့လူတွေကနေပြီးတော့ဝိုင်းဝန်းပြီးတော့စောင့်ရှောက်ဖို့အတွက်ကြိုးစားပေးကြပါအဲကြိုးစားပေးကြဖို့ဆက်လေးတိုက်တွန်းပါတယ်အဲအဲ့လိုမှမဟုတ်ဘူးကိုတီးတယ်မလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းဆရာလေးတို့ရဲ့ဒီစည်းစာရေးကိုပဲထပ်ပြီးတော့အဲဝိုင်းပြီးတော့စောင့်ရှောက်ပြီးတော့ကြေပြတ်အောင်လုပ်ပေးကြမယ်ဆိုလို့ရှိရင်လည်းဆရာလေးအနေနဲ့အာဖိတ်ခေါ်ပါတယ်ပေါ့နော်အားလုံးကိုဖိတ်ခေါ်ပါတယ် အဆိုပါသီလရှင်အဖွားများမှာအမျိုးမျိုးအနေနဲ့မှာကျမရင်မကောင်းတဲ့သီလရှင်အဖွားများဖြစ်ပြီးအသက်52နှစ်ကနေ104နှစ်အထိရှိပါတယ်။ရွှေရနာသီလရှင်ပရဟိတစာသင်တိုင်းမှာကျမရင်မကောင်းတဲ့သီလရှင်အဖွားများကိုစောက်ရှောက်ပေးရမှာအလူရှင်များလည်းလူအပ်လျက်ရှိပါတယ်။ပါဝင် ကုသိုလ်ယူလူတန်းလူသူများအနေနဲ့ရွှေရနာပရဟိတသီလရှင်စာသင်တိုင်းရဲ့ ကျောင်းတိုင်ဆရာကြီးဒေါ်ပညာစာရီရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39 00 912 4438ကိုလွှဲနိုင်ပါကြောင်းအသိပေးတင်ပြလိုက်ရပါတယ်ရှင်။